ုတပြင်းကုသိုလ်ကောင်းမှုလုပ်ရမှာအရိမတေယမြတ်စွာဘုရားရှင်ကိုတော်မြတ်သာသနာတော်အနှစ်၃သိန်းနဲ့၆သောင်းပြည့်သွားတဲ့အခါမှာဒီလောကကြီးမှာဘုရားတရားတန်ခါယရဏဆိုတဲ့ယရဏ၃မှာစိတ်သုံးသွားလိမ့်မယ်ဘလောက်ကြာမလဲဆိုကဘာပေါင်း၃သိန်းနဲ့ဘုရားတန်တရားတန်တန်ခါတန်ကိုမကြားရမှာကဘာ၃သိန်း ကဘာဘာမလောက်တဲ့ကဘာတသိမ့်တိတိဘုရားတန်တရားတန်သံဃာတန်ယရဏသုံးပါးတန်လုံးဝမကြားရပဲနဲ့ကဘာပေါင်းတသိမ့်တိတိလောကကြီးအမောင်ဖုံးသွားပြီအဲ့ဒီကဘာတသိမ့်ကျော်လွန်သွားတဲ့အခါမှာမန္တကဘာရဲ့လို့ဖြစ်ပေါ်လာပြီးတော့ဘုရားနှစ်ဆူပွင့်လိမ့်မယ်အဲ့ဒီမန္တကဘာမှာဘုရားနှစ်ဆူ မန္တကဘာမှာဘုရားဘယ်နဲ့စုတနေ့တဲ့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ပွင့်တာမဟုတ်ဘူးတစုပြီးမှတစုပွင့်တာဘုဖုန်းကြီးတို့ခုပါဋ္ဌကဘာမှာဘုရားငါးစုပွင့်တယ်ကကုသနာဘုရားပွင့်သာသနာထားကပြိဋိဝံစံကောဏဂုံဘုရားပွင့်သာသနာထားကပြိဋိဝံစံကတဗ္ဗဘုရားပွင့်သာသနာထားကပြိဋိဝံစံဂေါရမဘုရားပွင့်သာသနာထားကပြိဋိဝံစံပြီးတော့သာသနာထားကတယ်အခုဂေါရမဘုရားသာသနာဒီပါဋ္ဌကဘာကြီးမှာ ဟောမန္တကဘာတဲ့အဲ့ဒီမန္တကဘာမှာတော့ဘုရားနဲ့စုပွင့်မယ်ပွင့်မယ်ဘုရားကရာမတဲ့မန္တကဘာမှာပွင့်မယ်ဘုရားကရာမတဲ့အဲ့ဒီရာမကဥတ္တရရာမမင်းနဲ့ဥတ္တရရာမမင်းကရာမဆိုတဲ့ဘွယ်အမိနဲ့ဘုရားဖြစ်လိမ့်မယ်တာရိပုတ္တရာနောက်ဘုရားတဆူက ဓမ္မရာသာဖရာတဲ့ဘာဖရာတဲ့လဲဓမ္မရာသာဖရာကဘသူတုံးဆိုတော့ပိသတ္တေပရိနတိကောတလမင်းကြီးတဲ့ကောတလမင်းကြီးဘာမင်းကြီးလဲကောတလအိမ်မဲ16ချက်ဆိုတော့မကြဘူးလားအဲအဲ့ဒီအိမ်မဲ16ချက်မဲ့တဲ့ကောတလမင်းကြီးကဖရာအလောင်း ကောသလမင်းကြီးအိမ်မက်မက်တဲ့အိမ်အိမ်မက်မက်တဲ့ကောသလမင်းကြီးဟာဓမ္မရာဇာအနေနဲ့ဓမ္မရာဇာအမိနဲ့ဖျားပွင့်မယ်အကြာကြီးဆောက်တော့အောင်မယ်အခုဘုန်းကြီးတို့ပြန်တွက်ပြအောင်မယ်အခုဒီကဘာကြီးအခုဘုန်းကြီးတို့ဘာသာကဘာဘာသာကဘာကနေအခုတတန်းနေဆုပ်ဘုန်းကြီးတို့85နှစ်တန်းရောက်လာပြီ85နှစ်တန်းကနေတတန်းနေဆုပ်90အစိတ် နစေဆုတ်ဆုတ်ဆုတ်ဆနေတန်းဆနေတန်းကျတော့ကကြီး၃မဆိုက်ဆက်ပြီးတော့အဲ့ဒီကကြီး၃မကနေပြီးတော့ပြန်လွတ်လာတဲ့လူတွေကမွေးတဲ့ကလေးတွေမွေးတဲ့ကလေးတွေကအနှစ်၂၀အဲ့ဒီအဲ့ဒီလူတွေက ပြန်မွေးအနှစ်၄၀အဲ့ဒီကနေတက်တန်းနေတက်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 တသိန်းတန်းတသိန်းတန်းရောက်တော့အခုအရိမတိယဘုရားပွင့် အရမတေယဘုရားပွင့်ပြီးတော့လူတွေတက်တန်းနေပြန်ဆုံ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 သာသနာတော်ထားကမှာက3သိန်းနဲ့6000အဲ့ဒီကနေပြီးတော့သာသနာလည်းပြည့်လို့ဂုံလည်းဂုံသွားတော့ဒီကမ္ဘာလောကကြီးမှာဘုရားရေလို့မရှိတော့ပြန်ဘူးအဲ့ဒါဘလောက်ကြမလို့ဆိုကမ္ဘာပေါင်း3သိန်းအဲ့ဒီကမ္ဘာ3သိန်းလွန်တဲ့အခါကျတော့မှမန္တကမ္ဘာဆိုပြီးတော့ကမ္ဘာကြီးပြန်တယ်မှာ အဲ့ဒီကဘာကြီးပြန်တည်တဲ့အခါကျတော့မှဘုရားနဲ့ဆူတဆူကဥတ္တရာရာမမင်းတဆူကတော့ရာမဘုရားဆိုပြီးတော့ပွင့်မယ်ပရိနေတိကောသလမင်းကြီးကတော့အဲ့ဒီချိန်ကျတော့ဓမ္မသာသာအမိရှိတဲ့ဘုရားရဲ့လို့ဖြစ်ပေါ်လာလိမ့်မယ်တဲ့မန္တကဘာပြည့်ပြီးတဲ့အခါမှာတာရကဘာရဲ့လို့တခါပြန်ဖြစ်အောင်မယ်အဲ့ဒီချိန်တော့ကမန္တကဘာမှာဘုရားနဲ့ဆူပွင့်ပြီးတော့ကဘာကြီးပြည့် ကဘာကြီးပြင်ပြီးတော့နောက်ကဘာတစ်ခုပြန်ပေါ်လာမယ်အဲ့ဒီကဘာကတာရကဘာအဲ့ဒီတာရကဘာမှာအဘိဘူးလို့အမည်ရတဲ့ဖယားတဆူတဲ့တာပွင့်လိမ့်မယ်အဲ့ဒီဖယားပွင့်ပြီးတော့သာသနာထားခဲ့သာသနာကုံကဘာကြီးပြက်ကဘာပြက်ပြီးတော့တာရကဘာပြက်ပြီးတော့ဘိယတတိကဘာပေါင်းတသိန်းတိတိတခါဖယားမပွင့်မြန်ဘူးတဲ့ ကမ္ဘာတသိန်းလွန်တဲ့အခါကြတော့မှဒီကတော်နေအသူရင်စန္ဒနီပုံနာသူ့ဘလူလင်တော်ရေရပုံနာနာလာခီရီဆင်ပလလေယဆင်အဲ့ဒါတွေဟာဘိသတ်တွေဖရာအလောင်းတွေပဲတဲ့ကမ္ဘာတသိန်းလွန်မှပွင့်ကြမယ်ဖရာတွေကောင်းကင်မှာရှိနေတဲ့ဒီကတော်နေလို့ခေါ်တဲ့အသူရင်နတ်မင်းကြီးစန္ဒနီပုံနာတဲ့ ုပလူလေတဲ့တောထေယပုံနာတဲ့ဘုန်းကြီးတို့ဟောဖို့ပါလေတောထေယပုံနာဆိုတာယနေ့တထေနှစ်ဖြင့်ငါခွေးဆိုတာတုထိွာမှာတောထေယပုံနာကြီးမြတ်စွာဘုရားကမကြည်ညိုဘူးကုသိုလ်ကောင်းမှုဘာမှမလုပ်ဘူးသေသွားတဲ့အခါကျတော့အိမ်မှာခွေးပြန်ဖြစ်နေတာသူသားလေးကမောင်သူပသူပလူလင်အဲ့ဒါအိမ်ကောင်းရင်မှာ ရွှေပန်းငယ်ကြီးတွေမြုပ်ထားတာဆွဲလန်းပြီးတော့အိမ်မှာခွေးပြန်ဖြစ်မြတ်စွာဘုရားအိမ်ရှိဆောင်းငံကြွလာတော့တုထိရွာကြီးဆောင်းငံကြွလာတော့ဖယားထွက်ဟောင်းမြတ်စွာဘုရားကအပင်ငင်နဲ့ကြည်ပြီးတော့ဟဲ့တော်ရည်ရခုချိန်ထိမင်းမိုက်နေတုံးလားလို့ခွေးလေးကိုငောက်ခဲတော့အဲ့ဒီခွေးလေးပြပုံနဲ့သွားတိုးအိမ်သူ့ဘလွန့်လင်းပြန်လာတော့ခွေးပြောက်လို့လိုက်ရှာခွေးလေးမိုင်းနေတာတွေ့တော့မေးမြတ်စွာဘုရားငောက်သွားတယ်ဆိုတဲ့အကြောင်းပြောတော့ဖယားနောက်ကိုခွေးပိုက်ပြီးတော့လိုက်ဖယားရန်လိုက်တွေ့တာ မြတ်စွာဘုရားကဟဲ့သူ့ပါလူလင်မင်းဖေအဲ့ဒီတောရိယပုံနာကြီးကအခုမင်းလက်ထက်မှာပိုက်ထားတဲ့ခွေးလေးပဲကိုတော်မဟုတ်တန်တရားတွေဆောက်မပြောနိုင်တဲ့ကိုတော်လက်တွေ့ပါပြနိုင်လေအင်းမင်းခွေးလေးမင်းပြောလေတိုးတိုးလေးကပ်ပြောလေအဖေတောက်ကိုချင်းအဖေမြောက်ခဲ့တဲ့ရွှေပန်းကန်ကြီးလေးကိုလိုက်ပြပါဆိုခွေးလေးမင်းအဲ့ပြလေးပဲလိုက်သွားသွားဖို့ယူတကယ်မြတ်စွာဘုရားမိန်တော်မူတဲ့အတိုင်းသူ့ဘာလူလင်လောက်တော့မှဒီခွေးလေးကဘုရားပြောတဲ့အတိုင်းပဲရွှေပန်းကန်ကြီးရှိတဲ့နေရာကိုလက်လေးနဲ့လိုက်ရပြတာတူးယူတော့ရွှေပန်းကန်ကြီးတွေရတာ။ အေးအဲ့ဒီတာဖန်တဲ့ရောအဲ့ဒါသူ့ဗန်လူလင်းတဲ့တာကသူ့ဗတဲ့အဖေကတော်သေးရပုံနာတဲ့အဲ့ဒီပုဂ္ဂိုလ်ရေအဘိဓတေဖရာအလောင်းနာလာဂိရိရှင်မြတ်စွာဘုရားရာသီရုပ်မျိုးတဲ့ဆွမ်းခံကြွတော့ဒေဝရနဲ့အဇာတတတို့ကထိုးလိုက်ထိုးလိုက်ဟဲ့လို့ဒုံရိုက်ခါအတွင်းနာလာဂိရိရှင်မင်းနဲ့အောင်ချင်းရှစ်ပါးတဲ့မှာနာလာဂိရိရှင်အောင်တော်မူကန်းဆိုတာအေးအဲ့ဒီနာလာဂိရိရှင်ကြီးကလည်းပဲဖရာအလောင်းပဲတဲ့ ဩဒ္ဓမ္မမေတ္တယောရာမောပရိနတိကောသလောစအဘိဗုဒ္ဓိကသောနိစသန္ဒာနိစသူဘောတောရိယဗျမနောနာလာဂိရိပလလေယောဘောဓိတတ္ထအနုကမေနသံဘောဒိလပန္တိအနာဂတိဘိက္ခဝေယဟနောမြတ်ဩစီသားတို့ဩဒ္ဓမ္မမြတ်လာစွာသောမေတ္တယောဇအရိမေတ္တယအမြင်ရှိသောဖျားရှင်သည်၎င်း ရာမောဇာရာမမင်းဒီလကောင်ပရိနေတိကောသလောဇပရိနေတိကောသလမင်းကြီးဒီလကောင်အဘိဘူဇာအဘိဘူအမိရတဲ့နမင်းကြီးဒီလကောင်ဒီကတော်နိဇဒီကတော်နိအမိရှိသော အသူရိနမင်းဒီလကောင်စန္ဒနိဇစန္ဒနိပုံနာဒီလကောင်သူဝောဇသူပါလွလင်ဒီလကောင်တောရိယပြမနောဇတောရိယပုံနာလွလင်ဒီလကောင် နာလာဂိရိသာနာလာဂိရိဆင်းကြီးဒီ၎င်းပလလီယောသာပလလီယဆင်းမင်းဒီ၎င်းဣမေဒါတဤတကြိတ်ကုံသောဘောဓိတတဘုရားအလောင်းတို့သည်အနုကမေနာစေအတိုင်းအနာဂတိနောင်လာလတ္တသောအခါကာလမှာတံဘောဓိသစ္စာလေးပါးတရားကိုလပန်တီရတော်မူရောက်တော်မူကြကုန်လိမ့်မယ်လို့ ဘဂဝါဘုနောကြောင့်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကဗျာကရောတိဆုံးဆိုင်မကြည့်ဟုတ်တိုင်းမှန်စွာပြောကြားတော်မူလိုက်ပါပေသတည်โซจิพยาสุปันพยาสุปันยิมมาตันยิ ေကမကွက်တကြိတ်တဲ့ဘုရားစုပံရေမာတံဧကမကွက်တကြိတ်တဲ့ရှေးဥအစမေတ္တရာမကြလေွက်အလောင်းတဲ့ရှေးဥအစ မတေယမကြလေကွဲအလောင်းတဲ့ယာမမင်းခေါင်းသုပန်တောင်းတကြောင်မကွဲအလောင်းတဲ့ယာမမင်းခေါင်းသုပန်တောင်းတကြောင်မကွဲအလောင်းတဲ့ကောတလမင်း ကျော်ချိန်ပြင်းမယွင်းဘူးကွယ်အလောင်းတဲ့ကောသလမင်းသီတစေကွယ်အလောင်းတဲ့အဘိဘူနာခောတွင်မှသီတစေကွယ်အလောင်းတဲ့ဒီကသောနီ မြေရှိကြောရှိန်တကောထိန်သူရိနတ်ွဲအလောင်းနဲ့ဒီကသောနိမြေရှိကြောရှိန်တကောထိန်သူရိနတ်ွဲအလောင်းနဲ့သန္တနီခောပုံနာကြော တိမျောမှတ်ွက်အလောင်းနေသန္တဏီခောပုံနာကျော်တိမျောမှတ်ွက်အလောင်းနေသုဘမိတွင်မောင်လူလင်ရှုမြင်မှတ်ွက်အလောင်းနေသုဘမိတွင် မောင်လူလင်ရှုမြင်မကွဲအလောင်းတဲ့တောတိယမိပုံနာတိတိတိမကွဲအလောင်းတဲ့တောတိယမိပုံနာတိတိတိမကွဲအလောင်းတဲ့ နာလာဂီရိသင်္ခတ်တိမတိစေကွဲအလောင်းတဲ့နာလာဂီရိသင်္ခတ်တိမတိစေကွဲအလောင်းတဲ့ပလလေးစင်အမိတွင်ထင်မြင်မှတ်ွယ်အလောင်းတဲ့ ပလလေးစင်အမိတွင်ထင်မြင်မှက်ွယ်အလောင်းတဲ့ထိုတကြိတ်တွင်မေတ္တေရှင်ကြာခင်ပူကွယ်ပွင့်မြည်တဲ့ထိုတကြိတ်တွင်မေတ္တေရှင်ကြာခင်ဖူးကွက်ပွင့်မြည်တဲ့ ေးအဲ့ဒါဖယားအလောင်းတစ်ချိတ်ဆယ်ရောက်တဲ့အဦးဆုံးကအရမတိယဖယားပဲအရမတိယပဲအဲ့ဒါပြီးရင်ဖယားတွေဖယားတွေအစဉ်တိုင်းအစဉ်တိုင်းပွင့်သွားလိမ့်မယ်အဲ့ဒါတချို့ပုဂ္ဂိုလ်တွေကြတော့ဖယားစုပန်းနေဖယားစုပန်းနေတယ်ပြောတော့ပြောနေတာဘယ်ဘယ်ဖယားစုပန်းလာတယ်တော့မသိဘူးပေါ့လေဖယားစုပန်းနေဆိုတော့အခုမြတ်စွာဘုရားဟောတော်မူသွားတဲ့တချိတ်ထဲမှာတော့သူ့အားနဲ့သူ့သူနာမည်နဲ့သူ့ဘွယ်နဲ့သူပါပြီးသား အေဒီတော်ဘုန်းကြီးတို့ပြင်သာပေါင်းတော်ကောင်းတို့မြတ်စွာဘုရားရှင် ကိုရောမြတ်အရိမတေးရဘုရားရှင်ကိုရောမြတ်ဖူးတွေ့ခြင်းနဲ့မျက်မြင်ကိုယ်တွေ့ဖူးမြင်ခြင်းနဲ့တရားနာခြင်းနဲ့ကြွတန်းဝင်ခြင်းနဲ့ဆိုရင်တော့ဖြင့်ပြောခဲ့တဲ့ကုသိုလ်ကိုမျိုးဘယ်နှမျိုးလဲအေးအဲ့ဒီကိုမျိုးသော ကုသိုလ်ကောင်းမှုတွေကိုကြိုးစားအထောက်ပါတဲ့ဒါတင်မဲလားဆိုတော့မကသေးဘူးတဲ့ နောက်တစ်မျိုးရှိသေးတယ်အဲ့ဒါကတော့ဘုန်းကြီးတို့ဒီဟိုကျောင်းကရှင်မာလဲလို့အမည်ရတဲ့မထေရဘာအလောင်းတော်နတ်သားနဲ့နတ်ပြည်မှာစုံလုံးကမှားလိုက်တာမှားလိုက်တာအလောင်းတော်နတ်သားကအဲ့ဒါဒီဟိုကျောင်းရောဟဇဏဘုတ်ကံဘောဇဏလို့ခေါ်တဲ့ယွာမှာတရင်သုံးနေတာဆရာတော်ဘွဲကရှင်မာလဲတဲ့ရှင်မာလဲလို့အမည်ရတဲ့မထေသူမြတ် ဒီနေ့ဆုံးကံသွားရင်းနဲ့ပရိသတ်ရေဆင်းရဲတာတယောက်ကကြာပန်း၈ပွင့်ကြာပန်းဘယ်နှပွင့်လဲအေး၈ပွင့်သောကြာပန်းတွေကိုရှင်မလဲကြီးကိုလှုပ်လိုက်တော့ရှင်မလဲကအဲ့ဒီ၈ပွင့်သောကြာပန်းတွေကိုယူပြီးတော့သူကဘယ်တက်သွားလဲတာဝရိန်သာတက်သွားတာတာဝရိန်သာနတ်ပြည်မှာသွားပြီးတော့ပူဇော်တာဘဇုကိုတဲ့ဆူလာမဏိစေတီတဲ့ဆူလာမဏိစေတီမှာ သွားပြီးတော့ပူဇော်မယ်ဆိုပြီးတော့နတ်ပြည်တက်သွားတာ ဆူလာမဏိစေတီဆိုတာဘုန်းကြီးတို့ဂေါတမမြတ်စွာဘုရားရှင်ဂေါတမတော်ထွက်လာတော့ကအိုးအနုမမြေကမ်းရောက်တော့ဆံတော်ပေတယ်ဆံတော်ပေတဲ့အခါကျတော့အဲ့ဒီမကိုက်ဆောင်းလာတဲ့နန်းတွင်းကဆောင်းလာတဲ့မကိုက်နဲ့ဆံတော်ကိုကောင်းကင်ကိုမြောက်တင်ပြီးတော့ငါဒီဘုရားရှင်စီဧကံဖြစ်မယ်ဆိုရင်ပြန်မကြလာစေနဲ့ကောင်းကင်မှာဆွဲထားလို့တီးစေလို့ဒိဋ္ဌံပြီးတော့တင်လိုက်တာ အဲ့ဒီမခိုက်တော်နဲ့အလောင်းတော်ရဲ့ဆံတော်ကိုတကြမ်းမင်းကယရဏပန်းတော်နဲ့ခံယူပြီးတော့တာဝရိန်သာမှာတည်ထားတဲ့စေတီကစူလာမဏိစေတီတဲ့။ဘာစေတီတဲ့လဲ။အေးအဲ့ဒါမြတ်စွာဘုရားအလောင်းတော်ကိုကောင်းတော်ကဆံတော်နဲ့မခိုက်တော်ကိုနောက်တစ်ခုရှိသေးတဲ့ဗြဟ္မပြည်မှာစေတီတစုအဲ့ဒါကဒုဒ္ဒစေတီ။ တိကာရဗြဟ္မာမင်းကြီးဘုန်းကြီးတို့ဘောရမဘုရားရှင်ကိုရောမြတ်အလောင်းတော်သိတ္တထမင်းသားတော်ထွက်လာတဲ့အခါကျတော့ပရိခေယ၈ပါးလက္ခဏာ